ဇွန်23ရက်မနက်ပိုင်းကဖူးခတ်ကနေအိန္ဒိယနိုင်ငံနယူးဒေလီမြို့ကိုဥတီပြန်တမ်းမဲ့အဲအိန္ဒိယလေကြောင်းလိုင်းကခီးတဲ့တင်လေရင်တစဉ်ဘုံအန္တရာယ်ကြောင့်နောက်ကျောင်းပြန်လှည့်ခဲ့ရပြီးဖူးခတ်လေဆိပ်မှာအန္တရာယ်ကင်းစွာဆင်းသက်နိုင်ခဲ့တယ်လို့ထိုင်းမီဒီယာတွေကဖော်ပြနေပါတယ်။ဖူးခတ်ကနေလေရင်ထွက်ခွာလာပြီးတဲ့နောက်ဘုံခွဲမယ်ဆိုတဲ့ချင်းချောက်စာကိုလေရင်မှုကရရှိခဲ့တယ်လို့ထိုင်းသတင်းဌာနတစ်ခုကဖော်ပြပါတယ်။ဒီစာကိုရပြီးတဲ့နောက်လေရင်မှုကရေးပေါ်အဆင့်သက်ခွင့်တောင်းခဲ့တဲ့အတွက် ဖိုကတ်လေးစိမ့်မှာဘဝင်နေရဲ့အရေးပေါ်တုံ့ပြန်ရေးအစီအစဉ်ကိုကြိုတင်ပြင်ဆင်ခဲ့ရပါတယ်။လင်းပေါ်မှာခီးသည်156ဦးလိုက်ပါလာတယ်လို့သိရပါတယ်။ဆွန်စနီရမှာလဲအဘတ်ဒါဘတ်မျိုးကနေလန်ဒန်မျိုးကိုဥတီပြန်တန်းတဲ့အဲအိန္ဒိယလေကြောင်းလိုင်းပိုင်းခီးသည်တင် လေးရင်ဟာလူနေရက်ကွက်အတွင်ပြက်ကျခဲ့ပြီးလေကြောင်းလိုင်းရဲ့ထုတ်ပြန်ချက်အရလင်းပေါ်လိုက်ပါလာသူစုစုပေါင်း242ဦးအနက်ဗြိတိန်နိုင်ငံသားတအူးရဲသာအသက်ရှင်ကျန်ခဲ့ပါတယ်။လေရင်ကစေးကြောင်းအဆောင်ပေါ်ပြက်ကျခဲ့ပြီးတေဆုံးသူဦးရေက လေရင်ပေါ်လိုက်ပါလာသူနဲ့မြေပြင်မှာရှိတဲ့လူစုစုပေါင်း290ရှိပြီလို့ထုတ်ပြန်ထားပါတယ်။